စကိုင်းတိုင်းပလဲမြို့နယ်ကန်းတောက်ရွာရဲစခန်းကိုလက်လွတ်လိုက်ရတဲ့အစိုးရကနေချောင်းတိုက်ခိုက်မှုတွေမယမနာပဲဆက်လက်လှုပ်ဆောင်နေပြီးတော့ဘုံထိမှန်လို့ပြည်သူအမျိုးသမီးကြီးတို့သေဆုံးတယ်လို့ဒေသခံတွေက MFP ကိုပြောပါတယ်။ပလဲမြို့နယ်ကျေးသမားရွာ၊ရွာသိပ်ရွာ၊ပထိုးသာရွာနဲ့ငပြောတော်ရွာတွေကိုဇွန်လ19ရက်ည9နာရီဝန်းကျင်မှာစိုးစုကဝိုင်းတွဲလေရင်နဲ့လာရောက်ဘုံကျဲခရမှာငပြောတော်တောင်ရွာကအသက်59နှစ်အရွယ်အမျိုးသမီးကြီးတို့ထိမှန်သေဆုံးခဲ့ရပါတယ်။ စိုးစုကရှုံးမဲမဲပြီးစည်ရင်နဲ့မသက်ဆိုင်တဲ့ရွာတွေကိုပါလေချောင်းပုံကျဲတိုက်ခိုက်တပ်ပြတ်နေရလို့ဒေသခံတို့က MP ကိုပြောပါတယ်။ကန်တောက်ရွာရဲစခန်းကိုတင်ပိုင်နိုင်ရင်ဒေါ်လန်ရဲတပ်တွေကဇွန်လ2ရက်ကစလို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာစိုးစုကဇွန်လ3ရက်ကစပြီးတော့လေချောင်းပုံကျဲခုခံခဲ့တာဖြစ်ပါတယ်။ ကန်တော့စကန်သိန်းတိုက်ဝဲကာလာတွင်ဆိုးဆူရဲ့တိုက်လေရင်တစည်းကိုတော်လန်ရေးတက်တွေကပြစ်ချနိုင်ခဲ့သလိုဆိုးဆူရဲ့လေချောင်းပုံကျဲမှုကြောင့်ပဲဇွန်လ19ရက်မှာကန်တော့ရွာရက်စကန်ကိုတော်လန်ပူပေါင်းတပ်ဖွဲ့တွေကအပိသက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ကန်တော့ကိုလက်လွတ်လိုက်ရပြီဖြစ်ပေမဲ့ဆိုးဆူကပလဲနယ်ကိုဆက်လက်ပုံကျဲနေပြီးတော့ဇွန်လ21ရက်ထိပလဲနယ်ကကြေးရွာတွေကိုဘုံတွေဇက်တိုက်ကျဲနေပါတယ်။ဆိုးဆူကပလဲနဲ့ကြေးရွာတွေကိုပုံကျဲတက်ဖြက်လို့အယက်သားပြည်သူခုနှစ်ဦးတေဆုံက ဥယျာဉ်ဆောင်အများအပြားပျက်စီးခဲ့ပါတယ်။စိုးစုရန်ကြောင်ပလဲနဲ့ကျေးရွာ20ကျော်ကဒေသခံပြည်သူ2000ကျော်ဇွန်လ3ရက်ကစတန်ကစပေးရှောင်ထွက်ပြေးနေရပြီးတော့ရက်ရှည်ကြလာလို့စားနပ်ရိက္ခာနဲ့ဆေးဝါးတွေအကူအညီလိုအပ်နေရလို့ဆက်ရှောင်ရေးကူညီတင်သူတွေကပြောပါရယ်လက်ရှိမှာပလဲနယ်ကပလဲမျိုး MT ရွာနဲ့ဇီးပြုံကုန်းရွာတွေမှာမင်းအောင်လိုင်းကိုတစ်ဆာခန့်နဲ့စုပ်စုနဲ့ပြူစောတွေကြန့်ရှိနေသေးတာလည်းဖြစ်ပါရယ်